အားလုံးပဲမင်္ဂလာပါရှင်။ကျွန်တော်တရင်ချောင်းနေရဲ့အော်တိုဘာလာ22ရက်နေ့ရေဒီယိုစီစဉ်ကိုတက်ဆက်ပေးတော့မှာဖြစ်ပါရယ်။ဒီကျွန်တော်ပူတာကိုတွားရဲကွန်ပျူစီသင်ကားရီလန်တလျှောက်စစ်ကော်မရှင်ဂိတ်နဲ့ဂန်ရင်ဂိတ်တွေမှာပြီးဆောင်ရတဲ့ဂိတ်ချင်းအရှိအချိန်ဒီလေးစစ်စုပေါင်းပြမြချက်6သိန်းလောက်ရှိနေသေးပြီးအများပိုင်းကတော့စစ်ကော်မရှင်ဂိတ်တွေကိုပို့ပေးဆောင်နေရတယ်လို့သိရပါရယ်။စီအိုဆူရဲ့စမူချာအပတ်စဉ်၁၈စတင်ပါပြီ။ဘူတော်မျိုးနဲ့နံပါတ်၁ခြေရွာကလေယာစိုက်ခင်းတွေရင်းနှမြုပ်ပြီးစာရေးတောက်ရေးအခက်အခဲဖြစ်နေတယ်လို့သိရပါရယ်။ စားရတဲ့နေကိုတင်ဆက်ပြရမှာပါကျမတို့အစစင်တစ်ဆက်သုံးမိုင်းနီဖြစ်ပါရယ်မြကျနာဘူတာကိုသွားတဲ့ကွန်ပီစီတင်ကားတွေနန်တလျှောက်စစ်ကော်မရှင်ဂိတ်နဲ့ကစံလွင့်တမတော်ကန်ဂိတ်တွေမှာပြီးဆောင်ရတဲ့ဂိတ်ချင်းလက်ရှိအချိန်ထိလည်းစုစုပေါင်းပြားများချက်6သိန်းလောက်ရှိနေသေးပြီးအများပိုင်းစစ်ကော်မရှင်ဂိတ်တွေကိုပို့ပေးဆောင်နေရတာလို့သိရပါရယ်ထရိုဆာကတင်ဆက်ပေးမှာပါ က်ရှိကာဂီအထရက်ကနေစစ်ကော်မရှင်ကတွေ့ဖြစ်တဲ့လူတော်အနီးတနေရောက်မှ2000ကျပ်ပလနာရေးစကန်ကင်း2000ကျပ်အပြင်လူမှုစုနေကိပေါင်း4000ကျပ်မြေဆုံတောင်ပရိနေကိမှာတော့အကုန်ပြည့်စည်တင်ဆောင်မှုပေါ်မူသေးပြီးတသိန်းကျပ်ဝန်းကျင်နဲ့အချက်ပေးဆောင်ရည်လို့တည်ရတာပါဒါအပြင်မြေဆုံမရောက်ခင်လန်ခုလတ်တွေမှာစစ်ကော်မရှင်တပ်သားရိကင်ပတ်တဲ့အဖွဲ့နဲ့ရှောင်းတခင်တုံးပြီးတဲ့အခါမျိုးမှာလည်း2000ကျပ်ပေးဆောင်ရတဲ့အချိန်ရှိတယ်လို့တရားစုကျေးရွာအထက်တန်ကြာနဲ့လူရှာရန်ကျေးရွာတွေမှာရှိတဲ့ကိတွေမှာတော့7000လောက် ပေးဆောင်ရတာတို့ကာသမားနဲ့နီးစပ်တူတူကဆိုပါတယ်လန်တလျှောက်ကကျွန်တော်လည်းတမရိုကီယာရဲ့ခိရခုမာတာကိဖြစ်ချေပေးဆောင်ရပြီးအဲ့ဒီဂိမ်းမှာတော့ ကျပ်တဲ့တင်းကြော်လောက်ကနေစပြီးကွန်ပျက်စီတင်ဆောင်မှုပေါ်မူတည်ပြီးတော့သူကောက်ခံရတာမျိုးကြုံရလေရှိတယ်လို့ထမှန်သိရှိရပါတယ်။မြစ်နားဘူတာဟော်လန်တရှောက်ဖေးဆောင်ရတဲ့ကိပြက်ဂျယ်ရီဟာအချက်ပါကရရဲ့ကိတခုကလွဲပြီးဂျန်နေကအားလုံးဟာစစ်ကော်မရှင်တရဲ့ကိတွေဖြစ်တယ်လို့သိရတာပါ။စစ်ကော်မရှင်တရဲ့အချက်ဖော်ပြပါကိတွေအပြင်လန်ခွလတ်တွေကကိစခန်းရဲ့အချို့ပါရှိသေးပြီးအဲ့ဒီကိတွေမှာပါကိဂျယ်တွေဖေးဆောင်ရတတ်တယ်လို့လည်းသိရပါတယ်။ပြီးခဲ့တဲ့ဇူလိုင်လပထမပတ်လောက်ကမြစ်နားကနေဘူတာအမျိုးအတ KKATD မှာပေးဆောင်ရတဲ့ KJC ရဲ့လည်ရင်မို့လူမှုကွန်ရက်စာမျက်နှာမှာပြန့်နှံ့လာတဲ့နောက်ပိုင်း KJ ကောက်ခန္ဓာတပတ်လောက်ရန်နာလည်းဟန်ရှိပေမဲ့လက်ရှိအချိန်မှာတော့အရင်ကလိုကာသမာရီစီက KJ ပြန်လေကောက်ခံနေရလေဖြစ်ပါတယ်ပီတူလူသူအနေနဲ့မိမိဒေတာမှာဖြစ်ပေါ်နေတဲ့တရင်ချောင်းရတွေကိုပေးဖို့ခြံနေဆိုရင်တော့မြစ်နာတရင်ချန်နေရဲ့ messenger အနေဖြစ်စေဖုန်းနံပါတ်3996 3တုံည3တင်းနေတဲ့ကိုဖြစ်စေဆက်သွယ်ပေးဖို့နိုင်ပါတယ်။ဘူတောင်မြို့နယ်နံပါတ်7ချေရွာကဗီဒူရီရဲ့အလျာစိုက်ခင်တွေရင်းနှမြုပ်ဖြက်စီသွားတဲ့အတွက်ဇာရေးတောက်ရေခေခေကျုံနေရတယ်လို့ဘူလာလန်လူမှုကွန်ရက်ရဲ့အတင်းကနေသိရှိရပါတယ်။စောဆိုင်ကတိဆက်ပေးမှာပါ။လွန်ခဲ့တဲ့အော်တိုဘာလ16ရက်နေ့ကမိုးတီးထန်စွာရာသွန်းမှုကြောင့်မန်စေအုပ်စုအနောက်ဘက်တောင်တန်းမှာမြေပြိုပြီးနံပါတ်6ပိတ်ဆို့ခဲ့ပြီးတော့ရေကြီးရေရှမ်းဖြစ်ခဲ့ရတာလို့သိရပါဗျ နံဖန်ဂျေးဝါမှာအိမ်ထောင်စု15စုရှိပြီးလူဦးရေ80ရှိရလို့သိရပါတယ်။သူတို့ရဲ့လေယာ16.6အေကာနဲ့ရာခင်း2.5အေကာဟာအဲ့ဒီနေ့ကရေနှစ်မြုပ်ပျက်စီးခဲ့တာပါ။နံပါတ်ပြည်သူတွေဟာလေယာလုံငန်းတွေနဲ့အဓိကအသက်မွေးဝမ်းကြောင်းပြုနေထိုင်သူတွေဖြစ်ပြီး ခုလိုပြည့်စည်သွားရတဲ့အတွက်လက်ရှိအချိန်မှာသမကလာမယ့်နှစ်စပားပေါ်ရာသီမရောက်ခင်အထိစာဝတ်နေရေးခက်ခဲမှုတွေနဲ့ကြုံရတော့မှာကိုစိုးရင်နေကြရတယ်လို့ဆိုပါတယ်။ဒါအပြင်မြေပြိုစင်နံပါတ်6ပိတ်မိပြီးကျေးရွာကလူနေအိမ်တွေအထိရေအိမ်နေရာကြောင့်တောက်သုံးရေအခက်ခဲနဲ့ကြုံရကြောင်းလည်းသိရှိရပါတယ်။အခုညတောင်းခံမှုတွေရှိပေမဲ့အခုချိန်ထိလာရောက်ကူညီသူတွေမရှိသေးတဲ့အတွက်အခက်အခဲတွေနဲ့ရင်ဆိုင်နေကြရတယ်လို့ဆိုပါရယ် လူဦးရေ90အတွက်တလာမှာပြန်များအားဖြင့်စံအိတ်20ဝန်းကျင်လိုအပ်ပြီးစံတိတ်တသိန်း3000ကျပ်နှုန်းနဲ့စုစုပေါင်းကျပ်26သိန်းဝန်းကျင်လိုအပ်နေတာဖြစ်ပြီးတော့တနိုင်တဲ့အတိုင်းအတာနဲ့ပါဝင်ကူညီပေးဖို့မေတ္တာရက်ခံကြောင်းတောင်းဆိုထားပါတယ်။ပါဝင်လူဒန်းလူသူတွေအနေနဲ့ဘူလာလန်းလူမှုကူညီရေးအတင်းရဲ့ KBZ Pay အကောင့်နံပါတ်ချန်တန်ခင်စာဖုန်းနံပါတ်39453634900ကိုမချက်နံပါတ်ဆိုပြီးရေးသားပေးဖို့ကူညီနိုင်လို့သိရှိရပါတယ်။ ဆေအိုဆူအာတို့ရဲ့ပြည်သူစစ်မှုထံအမတ်စဉ်16ကိုအော်တိုဘာလ23ရက်နေ့အစတင်လိုက်ပြီးလို့ထုတ်ပြန်ချက်တွေအရသိရပါတယ်။အမတ်စဉ်တကိုတော့2024ခုနှစ်ဧပြီလကနေစတင်ခဲ့တာဖြစ်ပြီးအပတ်စဉ်တစ်ခုကိုတင်းတန်းတာ9000ဝန်းကျင်နဲ့ပြုလုပ်မယ်လို့ပြောဆိုထားတာပါ။ က်ရှိချိန်မှာလဲစေအိုစုထိန်ချုပ်ထားတဲ့မြို့နယ်တွေမှာလူငယ်တွေကိုအတမဖန်ဆီမှုတွေပြုလုပ်နေပြီးစစ်မှုထမ်းအတွက်လူစုဆောင်တာတွေကိုပြုလုပ်နေပါတယ်။တချို့အဖမ်းခံရတဲ့လူငယ်တွေကတော့ဖန်ဆီးခံရပြီးရေစခန်းရောက်ချိန်မှာမိသားစုတွေနဲ့အဆက်အသွယ်ရတဲ့သူတွေလည်းရှိပါတယ်။အဲ့လိုလူငယ်တွေထဲကငွေနဲ့ပြန်ယူနေတဲ့သူတွေကတော့စစ်မှုမထမ်းရပဲပြန်လွတ်လာတာမျိုးတွေလည်းရှိပါတယ်။အရှိချိန်မှာတော့မြန်မာနိုင်ငံကလူငယ်တွေဟာအတွာလာဆင်ခြင်နေရတယ်လို့ပြပကိုလည်းညီမျိုးစုံနဲ့ထွက်ပြေးနေကြပါတယ်။ တနန်းစင်ပြီးတဲ့အလူငယ်တွေကိုတော့စေအိုစုအားတိုက်ပွဲဖြစ်နေတဲ့ရှေးတောင်ကိုပူဆောင်ပြီးနောက်ပြန်ဆုံရင်ဖြစ်ခတ်တက်ဖြတ်တာနေဆက်ညင်ပန်းတော်မျိုးတွေကိုလည်းပြုလုပ်နေပါတယ်ရှေးတန်းရောက်စစ်မှုထမ်းလူငယ်တွေထရနေတော့ချုပ်ပြင်းနေသူတွေရှိသလိုစေအိုစုကပြန်ဖမ်းမိပြီးနေဆက်ခံရသူတွေလည်းရှိနေပါတယ်မြေမြုံမိုင်းနဲ့အခြားပေါက်ကွဲစေတတ်တဲ့ပစ္စည်းတွေကြောင့်ကိုလက်အင်ကာဆုံးရှုံးသွားရတဲ့သူတွေရဲ့အကြောင်းနဲ့မြေမြုံမိုင်းအနေရကိုဘယ်လိုရှောင်ကျဉ်ရမလဲဆိုတာ အတူတူလေ့လာကြည့်ကြရအောင်မြေမြုပ်မိုင်းအနေနဲ့မြေမြုပ်မိုင်းတွေကြောင်းကိုလက်အင်ကာဆုံရှုံသွားတဲ့သူတွေရဲ့အဖြစ်ဘလို့ကြိုတင်ကာကွယ်ရမယ်ဆိုတာနဲ့သူတို့ကိုဘလို့အကူအညီပေးနိုင်မလဲဘလို့အကူအညီကြပါမလဲမြေမြုပ်မိုင်းဆိုတာမြေကြီးထဲမှာမြုပ်ထားတဲ့ဖောက်ခွဲရေးပစ္စည်းတစ်ခုပါလူတရားကိုဓမ္မမဟုတ်ရင်သစည်းဖြတ်သွားမိတဲ့အခါပောက်ခွဲမှုဖြစ်ပြီးပြင်းထန်တဲ့ထိခိုက်ဒဏ်ရာတွေရနိုင်ပြီးတော့အတက်ကိုပါဆုံးရှုံးနိုင်ပါတယ် ညမြုံမိုင်းကြောင့်ခြေတော့လက်ဒါမှမဟုတ်တခြားကိုလည်းအင်္ဂါအစိတ်ပိုင်းတစ်ခုခုဆုံးရှုံးသွားတဲ့သူတွေဟာအသက်ရှင်တယ်မိမဲ့သူတို့ရဲ့ဘဝဟာအကြီးအကျယ်ပြောင်းလဲသွားတာပါထိခိုက်နစ်နာသွားရတဲ့သူတွေရဲ့ရုပ်ပိုင်းဆိုင်ရာထိခိုက်ခံရမှုတွေကိုလည်းလေ့လာကြည့်ကြရအောင်သူတို့ရဲ့ရုပ်ပိုင်းဆိုင်ရာထိခိုက်မှုတွေဟာပြင်းထန်ပြီးတော့နာတာရှည်နာကျင်မှုကိုဖြစ်စေနိုင်ပါတယ်လမ်းလျှောက်ဖို့မတ်တပ်ရက်ဖို့ခုံဖို့အရာဝတ္ထုတွေကိုဆုပ်ကိုင်ဖို့ ကစားဖို့ဓမ္မမဟုတ်လေးလံတဲ့အလုပ်တွေမှာလုပ်ကင်ဖို့စတဲ့ရေရှည်လှုပ်ဆောင်မှုဆံရအခက်အခဲတွေကိုဖြစ်ပေါ်စေတာတွေ့ရပါတယ်။သူတို့ဟာလမ်းလျှောက်ဖို့အလုပ်လုပ်ဖို့နေ့စဉ်လှုပ်ရှားမှုတွေလုပ်ဖို့အခက်အခဲတွေကိုစိန်ခေါ်မှုတရအနေနဲ့ရင်ဆိုင်နေကြရတာဖြစ်ပါတယ်။စိတ်ပိုင်းဆံရထိခိုက်မှုတွေကရောဘာတွေဖြစ်မလဲ။မြင်မြုံမိုင်းကြောင့်ထိခိုက်ခံစားရတဲ့သူတွေဟာဆိုရင်စိတ်စိတ်တကြခြင်းစိတ်တန်ရာနဲ့အခြားစိတ်ချမ်းမာရေးပြဿနာတွေခံစားရနိုင်ပါတယ်။ ါအပြင်မြေမြုပ်မိုင်းကြောင့်ကိုလက်အင်ကာဆုံးရှုံးသွားရတဲ့လူအချို့ကသူတို့ရဲ့အခြေအနေကြောင့်လူအများကြီးမှမနေရဲပဲအထီးကျန်ဆန်နေတတ်ပါတယ်။အိဆက်ချင်းဆိုင်ရာအခက်ခဲစိတ်ခံစားမှုပြောင်းလဲလာခြင်းအစာအသောက်ပြတ်ခြင်းအာယုံဆူးဆိုက်ဖို့ခက်ခဲခြင်းစတဲ့မတူညီတဲ့အဆင့်တွေနဲ့ကြုံတွေ့နိုင်ပါတယ်။အခုလိုမြေမြုပ်မိုင်းတွေကြောင့်ရုပ်ပိုင်းစိတ်ပိုင်းဆိုင်ရာထိခိုက်ခံစားနေရတဲ့သူတွေကိုခွဲခြားတာတွေမရှိပဲတန်းတူအခွင့်အရေးပေးပြီးစာနာဖေးမှရပါမယ်။ မြေမြုပ်မိုင်းတွေကြောင့်ရုပ်ပိုင်းဆိုင်ရာထိခိုက်ခံစားရတဲ့သူတွေဟာတမန်လူတွေထက်စိတ်ပိုင်းဆိုင်ရာပိုထိရှလွယ်သူတွေဖြစ်တဲ့အတွက်သူတို့ကိုတန်းတူညီမျှဆက်ဆံပေးပြီးစိတ်သက်ကိုထူထောင်နိုင်အောင်ကူညီပေးဖို့လိုအပ်ပါတယ်။စာနာနားလည်မှုပေးပါသူတို့ခံစားနေရတာတွေကိုနားလည်ပြီးကျင်နာစွာဆက်ဆံပါသူတို့ရဲ့စိတ်တန်ရာကိုစိတ်ရှည်တီးခံစွာစာနာပေးပါစိတ်သက်ခွန်အားပေးပါအားပေးပါသူတို့ရဲ့စွမ်းအားတွေကိုအတိအမှတ်ပြုပါ အနိုင်ကျင့်တာပြည့်ရဲ့ပြုတာမျိုးလုံးဝမလုပ်ပါနဲ့အလုတ်အကင်ရနိုင်အောင်ကူညီပေးတာတင် जा ပေးတာ နေထိုင်ရေးအတွက်အထောက်ပံ့ပေးတာတွေဟာသူတို့ဘဝကိုနှောင့်နှံ့မရှိအောင်ကူညီနိုင်တဲ့နည်းလမ်းတွေဖြစ်ပါတယ်ဒီလိုဆိုရင်မြေမြုံမိုင်းအနေရတွေကိုဘယ်လိုကြိုတင်ကာကွယ်ကြမလဲကျွန်တော်တို့အနေရရှိတဲ့နေရာတွေကိုရှောင်ရပါမယ်အရင်ကတိုက်ပွဲဖြစ်ပွားခဲ့ဘူးတဲ့နေရာမိုင်းရှိသည်ဆိုတော့ဆိုင်းဘုတ်ရှိတဲ့နေရာဒါမှမဟုတ်တတိပိန်နမိတ်ပုံရှိတဲ့နေရာတွေကိုရှောင်ရပါမယ် စစ်ဖြစ်ခဲ့ဘူးတဲ့ဒေတာဘုံပေါက်ကွဲဖူးတဲ့နေရာဒါမှမဟုတ်အနည်းငယ်ရှိတယ်လို့ရေးထားတဲ့ဆိုင်းဘုတ်ရှိတဲ့နေရာတွေကိုဘယ်တော့မှမသွားပါနဲ့လမ်းကြောင်းတွေကိုပဲသွားပါလူသွားများတဲ့လမ်းကလန်ဒါမှမဟုတ်လုံချုံရေးတမတ်ထားတဲ့လမ်းကြောင်းတွေအတိုင်းပဲသွားပါလမ်းမေးဒါမှမဟုတ်လေကွင်းသောဆက်တွေထဲကိုဘယ်တော့မှဖြတ်မလျှောက်ပါနဲ့တတိထားเสียအရာတွေကိုဂယုစိုက်ပါနေရာတကာစွန့်ပစ်ထားတဲ့တန်တို့တန်ဆာ စစ်ပစ္စည်းဒါမှမဟုတ်ပုံမှန်မဟုတ်တဲ့အရာဝတ္ထုတွေကိုတွေ့ရင်လုံးဝမထိပါနဲ့အဲ့ဒါတွေဟာမြေမြုပ်မိုင်းဒါမှမဟုတ်ပောက်ကွဲစေတတ်တဲ့ပစ္စည်းတွေဖြစ်နိုင်တယ်ဆိုတာကိုကျွန်တော်တို့အမြဲတမ်းသာစင်ကြင်နေရပါမယ်တတိပေးချက်တွေကိုနားထောင်ပါဒေတာဆိုင်ရာအာဏာပိုင်တွေနဲ့အန္တရာယ်ကင်းရေးအဖွဲ့အစည်းတွေကထုတ်ပြန်တဲ့တတိပေးချက်တွေကိုအမြဲတမ်းဂရုစိုက်နားထောင်ပါမြေမြုပ်မိုင်းနဲ့ပောက်ကွဲစေတတ်တဲ့ပစ္စည်းတွေပြန့်နှံ့တည်ရှိတဲ့နေရာမှာရောက်နေတယ်လို့တန်တရားရှိနေရင်လမ်းလျှောက်ခြင်းမှာချက်ချင်းရပ်ပါလှုပ်ရှားမှုမပြုပါနဲ့ တခြားသူတွေကိုအကွာအဝေးတစ်ခုမှနေစေပြီးကို့အနီးနားကိုမလာဖို့တတိပေးပါမြင်းမြုပ်မိုင်းနဲ့ပောက်ကွဲစေတတ်တဲ့ပစ္စည်းတွေကိုထိကင်ချင်းဒါမှမဟုတ်အနာချင်းကတ်တာတွေကိုမလုပ်ပါနဲ့ကိုယ့်ရဲ့အနောက်ဘက်ကိုဂယုတစိုက်တေးချကြည့်ပြီးကိုယ့်ရဲ့ခြေလမ်းတိုင်းနောက်ကိုပြန်လှည့်ပါအနေရှိတဲ့နေရာရဲ့အကြောင်းကိုရွာကောင်းဆောင်တွေနဲ့ရက်ရွာမှာလူတိများတဲ့ပုံကိုယ်တွေတငယ်ချင်းတွေမိသားစုနဲ့အခြားသူတွေကိုအတိပေးအကြောင်းကြားပြီးအခြားသူတွေကိုလည်းပြောပြဖို့တိုက်တွန်းပါ။ ဒီမြင်မြုပ်မိုင်းတွေရဲ့အန္တရာယ်ဘာတွေလဲဆိုတော့မြေကြီးထဲမှာပုံကွယ်နေတာမို့မျက်စိနဲ့မြင်ဖို့ခက်ခဲပါတယ်။ဒါအပြင်သူတို့ကိုဖျက်ဆီးမပစ်သေးတဲ့တွေနှစ်ပေါင်းများစွာအလုံးလုံးနေနိုင်ပါတယ်။ဒီမြင်မြုပ်မိုင်းတွေဟာကလေးတွေဆော့ကစားတဲ့နေရာလေယာမြေလမ်းနဲ့တောနီးရာအနီးမှာရှိနေတတ်တာမို့ဘသူမဆိုအနေရနဲ့ရင်ဆိုင်နိုင်ပါတယ်။မြေမြုပ်မိုင်းတွေဟာတနာရီအတွင်းအသက်ဆုံးရှုံးစေသလိုတဘောအလုံးအပြောင်းလဲဖြစ်စေတတ်ပါတယ်။အနေရကိုတိပြီးရှောင်ကျဉ်နိုင်ဖို့ ကာကွယ်နိုင်ဖို့ကျွန်တော်တို့အားလုံးအတွက်အရေးကြီးဆုံးအရာတစ်ခုဖြစ်ပါတယ်။မြစ်ချနာသတင်းချန်နယ်ရေဒီယိုအစီအစဉ်ကိုအပတ်စဉ်သတင်းလာနေရနေတောက်ကြနေအထိည၈နာရီအချိန်တိုင်းမှာတင်ဆက်ပေးတော့မှာဖြစ်တဲ့အတွက်စောင့်မျှော်နာဆင်နိုင်ပါပြီ။အချင်းပြည်နယ်အတွင်းကနောက်ဆုံးရသတင်းတွေနဲ့အတူအခြားစိတ်ဝင်စားစရာကောင်းတဲ့သတင်းတွေကိုလည်းမြစ်ချနာသတင်းချန်နယ် app Facebook စာမျက်နှာ YouTube နဲ့ website တို့ကနေသတင်းလေးစောင့်မျှော်ကြည့်ရှုနာဆင်နိုင်ပါပြီ။